ရန်ကုန်မြို့တော်အတွင်း6မြို့နယ်အနောက်ဖေးလမ်းကြောင်းအမှိုက်ရှင်းလင်းရာမှာလေးလအတွင်းအမှိုက်တန်ချိန်4000နီးပါးထွက်ရှိခဲ့တယ်လို့သိရပါတယ်။ဟေမောင်ဝင်းကနေပြီးတော့သတင်းပေးပို့ထားတာပါရှင်။ရန်ကုန်မြို့တွင်ချမ်းမြို့နယ်ဖြစ်တဲ့ပစွန်တောင်ဘုတ်တထောင်ကြောက်တတာပပဲတန်လှသာလမ်းမတော်မြို့နယ်တွေတဲကနောက်ဖေးလန်းကြအမိုက်ရှင်းလင်းမှုကိုပြီးခဲ့တဲ့ဩဂုတ်လကဲကစတင်ရှင်းလင်းခဲ့တာဖြစ်ပြီးဒီဇင်ဘာလ3ရက်နေ့မှာပြီးစီးခဲ့ပါတယ်အမိုက်တန်ချိန်အနေနဲ့ကတော့ကျွန်တော်တို့၄000နီးပါး ဒေါနောင်း6မြို့နယ်တင်းစီနိုင်ခဲ့ပါတယ်အခုဒေါနောင်း6မြို့နယ်ပြီးတော့ဒေါနောင်း6မြို့နယ်နဲ့ဆက်ဆက်မြို့နယ်တွေဖြစ်တဲ့အလုံမြို့နယ်နဲ့မင်္ဂလာတောင်ကျွန်းမြို့နယ်ကိုဆက်လက်ဆောင်ရွက်လက်ရှိပါတယ်အလုံမြို့နယ်ကိုတော့26ရက်စနေနေ့2016ရက်နေ့ကနေစပြီးဆောင်ရွက်ပါတယ်မင်္ဂလာတောင်ကျွန်းမြို့နယ်ကိုတော့6ရက်တလ2019နေ့မှာစတင်ဆောင်ရွက်မှာဖြစ်ပါတယ်နောက်ဖိလန်ကြရှင်နေပြည်စည်းနောက်ပိုင်းမှာမြို့နယ်တချို့မှာတော့စီကမ်းမဲ့အမိုက်ပြမှုတွေကြောင့်အရေးယူဆောင်ရွက်မှုတွေလည်းပြုလုပ်ထားတယ်လို့သိရပါဗျ ရည်ဆိုင်မှုလုပ်ခဲ့တဲ့အခါမှာကျွန်တော်တို့ဌာနအနေနဲ့ဒါလက်ကူးလက်ချက်မြင်ရင် on the spot တောင်းပြီးတောင်းရိုက်ပါတယ်။နောက်အဖြစ်ဆွေတွေထပ်မံတိုးချက်ခြင်းနောက်ခွေးလန်းကြားမှာကျွန်တော်တို့ဒါ construction waste ပေါ့ဒါစီကမ်းမဲ့ဆွန့်ပစ်တာတွေတွေ့ရင်လည်းဒါရည်ဆိုင်မှုကိုဒါဆောင်ရွက်ပါတယ်။ဒါရည်ဆိုင်မှုအပိုင်းနေနဲ့ဒေါင်းဒေါင်း6မြို့နယ်မှာကျွန်တော်တို့ရည်ဆိုင်မှုအပိုင်းနေနဲ့ဒါပဇွန်တော်မြို့နယ်ဆိုရင်ကျွန်တော်တို့18မြို့ရည်ယူခဲ့ပါတယ်။ဘိုးထောင်မြို့နယ်ဆိုရင်ကျွန်တော်တို့9မြို့ပါ။နောက်ကျွန်တော်တို့ကျောက်ကျောက်ရမ်းမြို့နယ်ဆိုရင်9မြို့ပါ။ ဗဘဲရမ်းမြို့နယ်ဆိုရင်ဒါ6မြို့ပါလာတာမြို့နယ်ဆိုရင်73မြို့ပါလမ်းမတော်မြို့နယ်ဟိုပါဘောတရားဆွဆွမှု20ရှိပါတယ်ရန်ကုန်မြို့တွင်33မြို့နယ်ထဲမှာတရက်ကိုအမိုက်တိုင်ချိန်2000ကျော်ထွက်ရှိပါတယ်အမိုက်စွန့်ပစ်မှုကတော့နေ့စဉ်ထိန်ပင်ထဝဲချောင်းမင်္ဂလာတုံးကျူချောင်းဒလစစ်ကြီးခနောင်တို့တို့မှာရှိတယ်နေရာ6နေရာမှာအမိုက်စွန့်ပစ်နေတာဖြစ်ပါတယ်ဒီအမိုက်ပုံတဲ့နေရာမှာတော့လိချစ်ဆိုတဲ့အရေးတွေကအောက်တဲ့ဆင်းတဲ့ကြောင်လို့အဲ့မြေကြီးမှာတစ်ပင်ဆိုင်လို့မရတော့မရတော့ ။ဒါကြတော့ကျွန်တော်တို့ကနောက်မှာအခုလက်ရှိအမိုက်ပုံတွေကိုကျွန်တော်တို့ကဒီတိုင်းတာဘာမှမလုပ်ဘဲနဲ့သွားမယ်ဆိုလို့ချင်းနောက်၄၅၆နှစ်မှာအမိုက်ပုံတွေကမရှိတော့ဘူးเนาะကျွန်တော်နေရာအသစ်တွေရှာရမှာပေါ့။လက်ရှိရန်ကုန်မြို့တွင်းနောက်ဖေးလန်းကြအမိုက်ရှင်းလင်းမှုကတော့အလုံမြို့နယ်တဲ့မင်္ဂလာတောင်မြို့မြို့နယ်တွေမှာစတင်ရှင်းလင်းနေပြီဖြစ်ပါတယ်။စမ်းချောင်းမြို့နယ်နဲ့ကမာရဲမြို့နယ်တွေကတော့ရှက်ွက်တွေကနေကိုထူကိုထအစီအစဉ်နဲ့ရှင်းလင်းထားတယ်လို့သိရပါတယ်။ကျမဟိမာဝင်းပါ။အဲ့ဒီမြို့ရပြည်သူများခင်ဗျာ။အောက်မှာတက်စီရင်များစာဝဲနေပါသတည်း။ အမေရောတို့ပြင်မကြပါရဲ့မေတ္တာရက်ခံပါရဲ့